ဘဝဆိုရရဲ့ရှုပ်ထွေးလုံးနဲ့ဗျတခါကျရင်ကျွန်တော်အဲ့ရှုပ်ထွေးလုံးနဲ့ပေါ်ရတဲ့မှာနေနေရင်းနဲ့ကိုကိုကိုမေ့နေတကြတယ်ကိုဘာတွေခံစားနေရသလဲကိုကိုတိုင်ရောဘာတွေဖြစ်ချင်လဲကိုကိုကိုပြန်သုံးသက်ပြီးတော့မေးရမယ်မေးခွန်းလေးတွေမေးဖို့ရောတတိယသေးရလားကျွန်တော်လိုက်ပါလေဒီလိုလှုပ်ဖို့ဆိုတဲ့အရာဒီ အမြဲတမ်းရောလွယ်မနေပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းသာဆက်သွားနေပြောနိုင်တာတခုကတော့ပါလဲဆိုကျွန်တော်တို့ဘဝမှာ fulfillment လို့ခေါ်တဲ့ခြင်းနဲ့ပျော်ရွှင်ခြင်းဆိုရယ်ဘဝရဲ့အတိတ်ပဲပြည့်စုံခြင်းဆိုရယ်အရာကြီးကိုရခွေရအတွက်အလံဝေးသွားပါလဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကကိုယ့်အကြောင်းကိုဘာမှမသိလို့ပါအဲ့တော့အကောင်းဆုံးအကောင်းဆုံးအကောင်းဆုံးနည်းလမ်းတစ်ခုကတော့ဘာလို့ခေါ်လဲဆိုလို့ရှိရင် journaling လို့ခေါ်ပါတယ် diary ရေးတယ်လို့လည်းတချို့ကတော့ခေါ်တယ်အဲ့တော့ကျွန်တော်စာအုပ်တအုပ်ရယ်ဘောပင်တစ်ချောင်းရယ်ကိုဘာတွေခံစားနေရသလဲဆိုရဲအတွေးခေါ်လေအကုန်လုံးအဲ့ဒီဘောပင်ရဲ့မှင်ရည်နဲ့အတူ ခံစားပြီးရေးလိုက်ပြီးဆိုရင်မိတ်ဆွေအန်အောစရာမေးခွန်းနေခင်ဗျားကိုယ်တိုင်တော့ခင်ဗျားမသိသေးတဲ့ခုအကြောင်းနေအများကြီးအများကြီးအများကြီးပို့ပြီးတော့သိလာပါလေမိတ်ဆွေအမြဲတမ်းကိုကိုကိုတုံးသက်ဖို့မမေ့ပါနဲ့